2025ခုနှစ်အောက်တိုဘာလစနေရနေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာကိုယ့်ကိုယ်အလုပ်ထဲမှာမနာလိုတဲ့သူတွေမလိုတဲ့သူတွေအတိုက်အခံလှုပ်ရှင်တဲ့သူတွေကတာကြီးများနေတယ်เนาะတတိထားเนาะငွေကြေးကံကဒီနေ့အတွက်မကောင်းဘူးเนาะငွေကြေးနဲ့ ပတ်သက်ဆက်နွယ်တဲ့လုပ်တဲ့လုံဆောင်တဲ့လုပ်ငန်းတွေမှာအထူးသတိထားပြီးဆောင်ရွက်နော်ငွေကြေးကိစ္စအတွက်စိတ်ရှုပ်ရတာစိတ်ငြိမ်းရတာအစင်မပြေတာမျိုးတွေဖြစ်တတ်တဲ့အထူးသတိထားပြီးဆောင်ရွက်နော်လျှက်စစ်ပစ္စည်းတွေစက်ပစ္စည်းတွေဒူးတဲ့ကြီးရဲ့စက်ပစ္စည်းတွေဆက်ရန်နီးယားနဲ့ပတ်သက်ဆက်နွယ်တဲ့လောက်ကင်တဲ့လုပ်ငန်းတွေမှာလည်းတတိထားနော်ဒူးတဲ့ကြီးကြီးပျက်စီးတာ ရှော့ဖြစ်တာတရစစ်ပစ္စည်းစပစ္စည်းတွေတကူပြီးတကူဆိုတော့ဇက်တက်ထွက်တာ ပြက်တာလဲရတာပြင်ရတာညနေတက်တယ်နော်ကျမရဲ့အနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတက်တယ်အချီးမှလည်းတာရတယ်နော်အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာကညိုရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာ ျောက်ကျော်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်၂025ခုနှစ်အောက်တိုဘာလ2နှစ်ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာရည်ရထားတဲ့လုပ်ငန်းတွေကိုရရဲတာလှူဆောင်မှာเนาะအစဉ်ပြေမုတ်ချအစဉ်ပြေအောင်မြင်နေမျိုးဖြစ်ပါတယ်ချစ်သူစီကနေပြီးတော့လက်ဆောင်ရတတ်တဲ့ ကံအခွင့်အလန်းတွေလည်းဒီနေ့အတွက်တအားကံကောင်းနေနော်ကျမရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာကအနီရောင်နဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှဖြော်ရည်ကလူပေးရမှာဖြစ်ပါတယ်ရှင်၂၀၂၅ခုနှစ်အောက်တိုဘာလ၁၂ရက်နေ့ အင်္ဂါသားသမီးများအတွက်တနေ့တောင်ဟောစဒန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာထင်ငော့ကြံ့ကြာနေတဲ့ကိစ္စတွေကဒီနေ့မှာကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ကြုံရတတ်တဲ့အရှင်ပြေမယ်အောင်မြင်မယ်နော်။လက်လွန်ထားတဲ့ငွေရေးကြီးတွေကမရည်ရွယ်ပဲမထင်မပဲနဲ့ကျွေးလေလက်ဆက်တာကျွေးလေလက်ပေးတာငွေကြီးတွေပြန်ပြီးတော့ဝင်လာတတ်တယ်နော်။အခြေရေးမှလည်းတာရတယ်နော်။ကျမကြီးအနေနဲ့ ိုလဲရရန်တဲ့ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေတတိကြားနော်ကျမရင်ညတဲ့တဲ့အချိုးပေးတဲ့ကဏန်းကတော့တင့်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ့်အောင်နဲ့အစိမ့်ကြီးရင်အရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိဖျားမှာလက်ဖက်ရည်ကလူပေးရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ2နှစ်ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့ဒါဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးမှာရှိတဲ့အဆက်အသွယ်ကောင်းတွေရရှိတတ်တဲ့အစဉ်ပြေအောင်မြင်မယ်နော် အလုံးနေရာတိုင်းကြီးနေလဲဒီနေ့အတွက်အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်မယ်နော်အလုံးအတွက်ဒီနေရာတိုင်းကြီးနေအတွက်လဲအစဉ်ပြေမယ်အောင်မြင်မယ်ဝမ်းသာစရာတည်င်းကြီးကြရတတ်တဲ့ကျမ်းမာရေးအနေနဲ့လဲလက်မှာတိကိုက်တရားရတတ်တဲ့ တတိထားနော်အချီးမှလည်းစိတ်အလိုမကြရညနေတတ်တဲ့စိတ်တိုင်းမကြတာမျိုးကြီးလည်းညနေတတ်တဲ့ဝေးချင်းနဲ့ပသက်ပြီးသွားရင်နော်တတိထားနော်ဒီနေ့အတွက်ဗုဒ္ဓဘုရားသမီးများအတွက်ဝေးချင်းနဲ့ပသက်ပြီးတော့ညင်ရခုံရတာစကားများရတာပြောဆိုဖြည့်ရှင်းပေးရတာမျိုးတွေဒီနေ့မှကြုံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာညီညူရောင်နဲ့အညူရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအိမ်ရှိပြားမှာရွှေသမင်းကလူပြားမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကျာတာပရိသသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်။ကျာတာပရိသသမီးများအတွက်ဒီနေ့မှာတတိထာနွန် ူများပြက်တနာကိုပြက်တနာ ဖြစ်တတ်တယ်ကိုကပဲလို့ကြာစားညက်ဆိုသလိုမျိုးညက်တတ်တယ်မိသည်အရာကိုမှကိုကကောင်းခံပြီးတော့အမခန္ဓာမျိုးတွေမလုံးနဲ့เนาะအစင်မပြေဖြစ်တတ်တယ်အလုတ်ထဲမှာလည်းစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေစိတ်တည်လေးတအားမွကျရတတ်တယ်တိရအဲ့ဒါကြောင့်ဒီနေ့ထဲမှာဒီနေ့မှာခြာတာပရိသသမီးတွေအတူကငွေကြီးတွေအလုတ်ကိစ္စတွေ သူများကိစ္စအတွက်ဒီကံနေနေညံ့နေတတိထားနော်ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိန်ရေးမှလည်းအထင်မြင်လွဲစရာတွေနဲ့ချစ်သူကကိုယ်ကို အထင်မြင်လွဲတာမျိုးတွေကြုံရတတ်တယ်အချိန်ရေးလည်းအဆင်မပြေဘူးနော်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်ကအစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရရရအနေနဲ့မိမိအိမ်ရှိဘုရားမှာပေါင်ဖို့ငါးချက်ကလူပေးရမှာဖြစ်ပါလေရှင်။2025ခုနှစ်အောက်တိုဘာလစနေရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာအထက်လူကြီးအကြီးအကဲကြောင့်ကိုကဆိတ်ရှုပ်ရတတ်တယ်စင်ညာတတ်တယ် အထက်လူကြီးအကြီးကဲကကိုယ်ကိုအမြင်မကြည်တာညိုညင်တာမျိုးတွေလည်းခရားတက်တယ်အလုံးနဲ့ပတ်သက်ရင်တတိထားပြီးဆောင်ရွက်နော် အလုံးအကိုင်နေရွယ်ချက်တွေလည်းဒီနေ့အတွက်မှအနာရောက်ခံနီးမှာဟိုဟာချစ်ဆက်ပြီးကမှတိလွယ်လွဲသွားတာအစင်မပြေတာမျိုးတွေဖြစ်တတ်တယ်နော်တောက်ကြသားသမီးများအတွက်ဒီနေ့အတွက်နည်းနည်းတတိထားနော်ဇာတာနည်းနည်းအညာပိုင်းနဲ့ရောက်နေတယ်နောက်စာရွက်စာတန်းစပစ်စီကိစ္စတွေလည်း တတိကြားเนาะအရေးကြီးရဲ့စပစ္စည်းတွေဆာရွက်စာတန်းတွေလည်းပြက်တာပျောက်တာပျက်စီးဆုံးရှုံးတာကိုကမေ့ပြီးတော့အထားမားတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒီဆာရွက်စာတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးတတိကြားပြီးဒီနေ့အတွက်ဆောင်ရွက်เนาะကျမရဲ့အနေနဲ့လည်းခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီမလည်းမမျောလင်ပဲနဲ့လက်ဆောင်ကောင်းတွေရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ ကိုဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကပန်းရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိဖျားမှာကိမ့်မုတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်အောက်တိုဘာလစနေရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာ အလုတ်ကိစ္စငွေရေးချင်းနဲ့ပတ်သက်ဆက်နေတဲ့ကိစ္စတွေကိုတည်ထားပြီးဆောင်ရွက်နော်စကားပြောဆိုရတာညှင်းခုံရတာအခြေအတင် စကားပြောဆိုပြီးကမှ အလုတ်ကိစ္စတွေငွေကြေးကိစ္စတွေကအဆင်ပြေအောင်မြင်မယ်နော်ရွေးချင်ရွေး ရွေးချယ်ရခက်တာဆုံးဖြတ်ခက်တာ စိတ်နှခွားဖြစ်เสียတွေလဲကြုံတွေ့ရတတ်တယ်ကျမ်းမာရေးရလဲကောင်းနေတော့လဲလက်မှာထိခိုက်တံရရတတ်တယ်သတိထားเนาะအခြေရတော့ตายရတယ်เนาะအခြေရအစဉ်ပြေတယ်ဒါအကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအပြာဖြောဖြောအရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအရှိပြားမှာပေပေါ့စီ ကလူပေးရမှာဖြစ်ပါရှင်